ကမ်ဘိုဒရင်းဝန်ဒါဆိုင်ကယ်တွေကဈေးပြန်ကျလာပါပြီ။ဟိုးရင်တော့သိန်း30ကျော်ဈေးပေါက်ခဲ့တာအနေအခုဆိုရင်သိန်း30အောင်နဲ့စတင်ဝယ်ယူလို့ရနေပြီဖြစ်ပါတယ်။ဈေးတန်းကျနေတော့မှ အခုလိုမျိုးစီစားတက်တာတဲ့ကမ်ဘိုဒရင်းဝန်ဒါဆိုင်ကယ်လေးကိုစီးမယ်ဆိုရင်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတို့အများကြီးအဆင်ပြေစေမှာတေချာပါတယ်။စီစားတက်တာကြိုက်တယ်ဆိုတဲ့မိတ်ဆွေတွေအတွက်ဒီမှာကမ်ဘိုဒရင်းဝန်ဒါဆိုင်ကယ်ရှိပါတယ်။ဒီဆိုင်ကယ်ကတော့ မော်ဒယ်က2025မော်ဒယ်ပဲဖြစ်ပါတယ် brand new kilo 0ကိုမှ yablet license ကြီးနဲ့ဝယ်ယူစီးနှင်းဝင်ရမှာပါဒီဆိုင်ကတော့ဒါ engine power 1000cc ဖြစ်တဲ့အတွက်အများကြီးကိုစီစားတက်တာစီပါတယ်စစ်တန်လေးရတဲ့လုံးဝကိုညင်ညောတာကိုတွေးရတယ်ဝယ်ရတော့ပန်တလစ်ဝယ်ကိုမှတလစ်နှချောင်းတွေးရစီနဲ့တလစ်ဝယ်အကြီး6ချောင်းနဲ့တက်စင်ထွက်လုပ်ပေးထားပါတယ်ခါမှဆိုရင်လဲဒါခါကယ်ရီယာတန်းလေးလဲပါတယ်ပေါ့နော် ီရှိမှဆိုရင်ဒါချင်းနောက်တက်ဆင်လို့ရတဲ့အတွက်ယောက်ျားလေးတွေတဲ့အိမ်ရှင်မတွေကပိုးပြီးမှကြိုက်ကြတာကိုတွေ့ရပါတယ်စီစားရမ်းတက်တာတဲ့ဒီကမ်ဘိုဒရင်းဝမ်းနဲ့ဆိုင်ကေကိုဘယ်မှာဝယ်လို့ရမလဲဆိုရင်တော့မန္တလေးမြို့စကိုင်းမန္တလေးလမ်းကနော်ကြီးမီပွိုင်းတောင်ဘက်တမတ်ဝရီယာမှာဖွင့်လှစ်ထားတဲ့ Golden Wheel ဆိုင်ကေရှိုးလုံးပါပါဒီမှာဆိုရင်လေဒါအားလုံးမြင်တဲ့အတိုင်းနေပူမိုးရသွာလာတာများတာနဲ့အများ စီးရောင်တွေကကြာလာတော့အရောင်တွေကျွတ်လာတယ်အရောင်တွေလွန့်လာတယ်အရောင်တွေမိန်လာတယ်ပေါ့အခုလိုမျိုးအရောင်မိန်နေတဲ့ TVS Auto Cycle တွေကိုလည်းခစ်ဆန်းတဲ့ TVS Auto Service Center မှာတစ်စီးလုံးဝမ်းကုတ်စီးပြန်ရှင်းပေးနေပါပြီအခုဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေက TVS Auto Cycle လဲစီးနေတယ်မော်ဒယ်ကလည်းနှိမ့်နေတယ်စီးရောင်တွေကလည်းလုံးဝကိုလွန့်နေတယ်ဆိုရင်အခုလိုမျိုး brand new အတဲ့အတိုင်း စိတ်ပြန်ရွှိုင်းလို့ရနေပြီဒီဝန်ဆောင်မှုကိုတော့မန္တလေးမြို့58လမ်း132 A လမ်းနဲ့133လမ်းကြားကခစ်စန်းတ TVS Auto Service Center မှာစိတ်ပြန်ရွှိုင်းလို့ရနေပါပြီဒီမှာဒစီလုံးကြည့်ကြည့်ပါအောင်ခင်ဗျာเนาะဘလောက်ထိတက်လွန်တောက်ပသွားလဲเนาะတော်မော်ဒီတာတွေအကြိုက်အကျန်းခံတဲ့125ဆိုင်ကယ်ကိုစတီကာဆန်းဆန်းနဲ့ စီးနင်းခြင်းနဲ့ပုံပြောင်းဒီဇိုင်းနဲ့စီးနင်းခြင်းနဲ့ engine performance ကို1.5 cc နဲ့အားမရဘူးဆိုတော့မိတ်ဆွေတွေအတွက် power amp ကနေ engine power 1.35 cc နဲ့စတင်မိတ်ဆက်လိုက်ပါပြီဒီဇိုင်းကရတော့2025 model brand new kilo 0နဲ့ရရှိမှာပဲဖြစ်ပါတယ်ဒီဇိုင်းကကိုတောင်ပေါ်ဒေသတွေအကြိုက်ချိန်မုံအပြည့်နဲ့ထွက်လုပ်ပေးထားတယ်ပြီးတော့ MD1 ရပ်လက်လိုင်စင်ကြီးနဲ့ဝယ်ယူစီးနင်းဝင်ရမှာပါခင်ဗျာ ဆိုင်ငယ်လက်ကင်အောက်ရဲ့ဘယ်ဘယ်နားမဆိုလဲဖုံးထဲလို့ရတဲ့အံကွင်ငယ်တစ်ခုပါဝင်တာတွေ့ရတယ်ဒီ power ambo 135ဆိုင်ငယ်မှာဆိုရင်သူက 15R ကိုပုံမြောင်းထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ဝီရီယာလည်းတောင့်တင်းခိုင်မာတဲ့ delay ဝီရီနဲ့တွေ့ရတယ်ဖောက်တီဆိုလည်းလုံးဝကိုအကျန်းခံတဲ့ spring fault တွေနဲ့ထုတ်လုပ်ပေးထားတယ်အိတ်ဇောဆိုလည်းအပူနံခန္ဓာရင်မြင့်မားတဲ့အည်တွေးကောင်းတဲ့အိတ်ဇောတွေနဲ့ထုတ်လုပ်ပေးထားတယ်နော် ကြည့်လိုက်အောင်ဒီဇိုင်းလေးကတော်တော်လာတယ်စတီကာတွေဆိုလဲဒါတော်တော်လာတယ်ပေါ့နော်အင်ဂျင်မာဝါ 135cc နဲ့ power ambo 135r ဆိုင်ကယ်ကိုဘယ်မှာဝယ်ယူလို့ရမလဲဆိုရင်တော့မန္တလေးမြို့စကိုင်းမန္တလေးလမ်းကံတော်ကြီးမီပွိုင်းတောင်ဘက်တမတ်ဝရီရက်မှာဖွင့်လှစ်ထားတဲ့ Golden Wheel ဆိုင်ကယ်ရှိုးရူးမှာစတင်ဝယ်ယူအားပေးလို့ရနေပါပြီခင်ဗျာ